အားလုံးဝင်ငါပါဒီဒီဗီဒီယိုဟာဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့တစ်ပတ်ကပေါ့နော်အာညီမလေးတယောက်ကဒီအာ DBS insurance ဝယ်နေလေမျှဝေပေးပါဆိုပြီးတော့အာပြောထားရှိတဲ့အတွက်ကြောင့်မလို့ဒီ DBS စင်ဝနိုင်ငံရဲ့ DBS PSB ban မှာပေါ့နော်ကိုကအာဒီလာစာငွေစုတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ အဲကိုယ့်ရဲ့ငွေအမောက်ပမာဏပေါ်မှာမူတည်ပြီးတော့အာတိုးွားအောင်ဒီအားလုံးသိတဲ့အတိုင်းပဲဒီစင်ဦးနိုင်ငံမှာဆိုလို့ရှိရင်ဒီ interest rate ကအရန်နေတယ်ပေါ့နော်ဒီကိုစုထားတဲ့ပတ်စံရဲ့ interest rate အာတလားတလားရတဲ့အာကိုစုထားတဲ့အမောက်ရဲ့ interest rate အာဆိုလို့ရှိရင်အရန်နေပါတယ်ဒါမှလို့သူတို့ရဲ့ဒီငွေကြေး currency ကမြင့်တဲ့အတွက်ကြောင့်မို့လို့နော်ကိုကအာဘလို option တွေနဲ့ကိုယ့်ရဲ့ အဲဒီစုထားတဲ့ငွေပမာဏကိုတိုးွားအောင်လုပ်လို့ရမလဲဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒါလေးကိုဒီကျွန်မသိတဲ့လောက်အမျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒီအပထမဦးဆုံးအနေနဲ့ဗာလဲဆိုလို့ရှိရင်ဒီ insurance ဝယ်နည်းနဲ့လဲအတနည်းအဆက်ဆက်သွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ဒီ DBS USB band မှာ ကိုက band account ရှိတယ်ဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီ DBS ရဲ့ application ဖြစ်တဲ့ DBS Digibank ပေါ့နော်အဲ့ဒီ application မှာကိုက login ဝင်လိုက်ပါပေါ့နော်ဒီ function တွေကဟိုအဲ့ဒီ Digibank နဲ့မှာဆိုလို့ရှိရင် function တွေအများကြီးပဲရှိပါတယ်အဲ့မှာကိုကတည်တည်ချာချာဥမာပိတ်တဲ့ရစနစ်တနည်းကိုလိုမျိုးမှာတည်တည်ချာချာအဖန်ရှင်တွေကိုတွားပြီးတော့ကြည်နိုင်မယ်ဖတ်နိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ ဟာဟိုကောင်းပါတယ်နည်းနည်းတော့စိတ်ရှည်ရမယ်အချိန်ပေးရမယ်ပြီးတော့အကိုဘာလို့လို့ကိုယ့်ရဲ့ငွေစုထားတဲ့ငွေပမာဏနဲ့ဘယ်လိုမျိုးဆက်ပြီးတော့ပေါ့နော်ဘယ် option တွေနဲ့တိုးဝါလို့ရနိုင်မလဲဘယ်လို investment လုပ်လို့ရနိုင်မလဲစတဲ့ဥစ္စာတွေကိုတစ်ချက်သွားပြီးတော့အကြည့်အားတဲ့အချိန်မှာကြည်ရအကျိုးရှိမယ်လို့ထင်ပါတယ်အခုဆိုလို့ရှင်ဒီအဲ DigiBank နဲ့မှာရှိနေတဲ့ ဒီ DG Word ပေါ့နော် DG Word ဆိုတဲ့ function လေးကိုမျှဝေပေးခြင်းပါတယ်ပထမဦးဆုံးဒီ DBS DG Bank application ကိုကိုယ့်ရဲ့ဒီ login နဲ့ ID နဲ့ပေါ့နော် login ဝင်လိုက်ပါဝင်လိုက်ပြီလို့ရှိရင်အခုမြင်တွေ့ရတဲ့ဒီ screen ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ပထမဆုံး page မှာ ကိုယ့်ရဲ့ဒီစုစုပေါင်းကိုစုထားတဲ့ငွေပမာဏ net worth အဲ့ဒါရှိမယ် property deposit ပေါ့နော်အာအဥမာကိုယ်မှာ account ကအာ တစ်ခုထက်မှက saving account တို့ဒီ current saving တို့ fix တို့စတဲ့ account ကတစ်ခုထက်မှကအရှိမယ်ဆိုလို့ရှိရင်ဒီ deposit စတဲ့ဒီဟာတွေကိုကိုယ့်ရဲ့ကိုစုဆောင်းထားတဲ့ဟာနဲ့ကိုယ့်ရဲ့ bank account information တွေငွေပမာဏ information တွေစတာတွေကိုဒီ first page မှာပေါ့ login ဝင်ပြီးတော့ဒီအာ ရှော့ကတ်အနေနဲ့ပြထားမှာဖြစ်ပါတယ်။အဲမှာဆိုလို့ရှင်ကိုစူးစူးအောင်တိုးတဲ့ရှိတဲ့အမောင်းကဘလောက်ပေါ့နော်။အဲအဲ့ဒီထဲမှာမှဒပိုဇစ်အမောင်းကဘလောက် fix deposit အမောင်းကဘလောက်အစသဖြင့်အဲပြထားမှာဖြစ်ပါတယ်။အဲ့မှာဒီအောက်မှာဆိုလို့ရှင်ဒီအာ pay and transfer ပြီးတော့ dg words ဆိုတဲ့ဒီ function လေးရှိပါတယ်။အဲ့ဒါလေးကိုနှိပ်ကြည့်လိုက်ပါ။နှိပ်လိုက်တဲ့ဆိုလို့ရှင်ရအခု နောက်ပြတဲ့ screen မှာ အာပေါ်တဲ့အတိုင်းပဲရောက်သွားပြီးတော့ဒီမှာဆိုလို့ရှိရင် DG word ပေါ့နော်အဲ့ဒီ function အောက်မှာဆိုလို့ရှိရင်အများကြီးပဲရှိပါတယ်ဒီကိုကအချိန်ရလို့အချိန်ပေးပြီးတော့ပိတ်တဲ့ရက်မှာတစ်ခုချင်းစီကိုဖတ်ပြီးတော့အာကိုတိုးချဲ့နိုင်သမျှအာ option လေးတွေရွေးပြီးတော့ အာလုံးနိုင်မယ်ဆိုလို့ရှိရင်ကောင်းပါတယ်။ဒီမှာဆိုလို့ရှိရင် plan ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ retirement plan ကိုပေါ့နော်ဘယ်လိုမျိုးအာ plan လုပ်ကြည့်မလဲ plan ဆွဲမလဲပြီးတော့ဒီ saving မှာဆိုလို့ရှိရင်ဘယ်လို save မလဲ investment မှာဆိုလို့ရှိရင်လည်းဒီ DBS နဲ့ပေါ့နော်အာတဆင့်အာဘယ်လိုမျိုး investment လုပ်လို့ foreign အာ investor အနေနဲ့ပေါ့နော်အဲအဲစင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ foreign investor ဒီ foreign worker အနေနဲ့ဘယ်လိုမျိုး investment လုပ်လို့ရတဲ့ option တွေရှိမလဲအဲအဲ့ဒီမှာမှာကိုယ့်ရဲ့ငွေကြေးအမောက်ပမာဏပေါ်မှာ multi ပြီးတော့လုပ်လို့ရနိုင်တဲ့ investment portfolio ဒီ investment option စတာတွေကိုလည်းသူကပြထားပါတယ်ပြထားမှာဖြစ်ပါတယ်ပြီးတော့ retirement ဒီ retire အတွက်ဆိုလို့ရှင်လည်းဒီအဲဒီဒီမီနူရဲ့အောက်မှာဆိုလို့ရှင်တော့ retirement နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမျိုးအာလုပ်လို့ရတယ်စီမံလို့ရတယ်စတဲ့ဥစ္စာတွေကိုသူက အာကိုဗန်အကောင့်နဲ့ကိုရဲ့အသက်အရွယ်နဲ့အလိုက်ပေါ့နော်အဲအရာတွေကိုကိုက်ညီမဲ့ဟာကိုသူကပြထားဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ insurance ပေါ့နော်ဒီနေ့ဗီဒီယိုမှာပြောမှာကတော့ဒီ insurance အကြောင်းပေါ့ဒီ insurance debt မှာဒီ debt ကိုသွားပြီးတော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်အခုနောက်ပြထားတဲ့ဒီ insurance screen ပေါ်လာမှာဖြစ်ပြီးတော့အဲ့မှာဆိုလို့ရှိရင်သူကဒီကိုယ့်ရဲ့ account အတွက်အဲဒီအာ ကိုလုံးလို့ရတဲ့ဒီ deal တွေစတာတွေကိုလည်းဒီပထမအဦးဆုံးအနေနဲ့ဒီဒီ page မှာ shortcut အနေနဲ့ပြထားတယ်ပြီးတော့ကြတော့ဒီ insurance summary ဆိုလို့ရှိရင်လည်းကိုယ်မှာ insurance သူတို့စီမှာဝယ်ထားပြီးသားလားရှိပြီးသားဆိုလို့ရှိရင်လည်းအာဒီ link လို့ရတယ် policy တွေ link လို့ရတဲ့ဥစ္စာအရာတွေပေါ့နော်စတာတွေကိုပြောထားတာဖြစ်ပါတယ် now အဲဒီအောက်ကို set ပြီးတော့သွားမယ်ဆိုလို့ရှိရင် coverage unit ဆိုလို့ရှိရင်လည်းဒီမှာအာဘာလဲဆိုလို့ရှိရင်သူကကိုယ့်ရဲ့ ဒီအကောင့်ထဲမှာရှိနေတဲ့ငွေပမာဏနဲ့ကိုအသက်ရွယ်ပေါ်မှာမူတည်ပြီးတော့သူကသူဒီ DBS ကနေပြီးတော့ calculate လုပ်ပြီးတဲ့နောက်မှာဒီကိုနဲ့တက်တော်မဲ့ဟာတွေကိုသူကပြထားတာများပါတယ်ဒီမှာဆိုလို့ရှိရင်ဥမာ critical illness ဆိုဥမာကိုကအာတော်တော်အခြားတယ်ပေါ့နော်မကျန်းမမာဖြစ်တဲ့ဒါ critical ဆိုလို့ရှိရင်ဒီကင်ဆာလိုမျိုးဒီအဲအဲ့လိုပုံစံလိုမျိုးစရတဲ့ဟာတွေအတွက်ဆိုလို့ရှိရင် coverage ကဘလောက်လုံးမယ်ဆိုတဲ့ဥစား အာပြီးတော့ကျတော့ဒီမှာဆိုလို့ရှိရင်လည်း health insurance ဆိုလို့ရှိရင်လည်းဟိုဘယ်လိုလိုအပ်မလဲပြီးတော့ကျတော့ life insurance ပေါ့နော်အဲအဲ့ဒါတွေဆိုလို့ရှိရင်လည်းအာဘာလိုအပ်မလဲဆိုတဲ့ဥစ္စာကိုဒီနေရာမှာအာပြထားပါတယ်တစ်ခုပြီးတစ်ခုအဲ့မှာကိုကသွားဖတ်ပြီးတော့ကိုကဘယ်လို insurance မျိုးကို cover ဖြစ်ချင်တာလဲလောက်ချင်တာလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကအာ DBS က အာဒီဆေးဟူမှာဆိုလို့ရှိရင်ဒီ manual life ပေါ့နော် manual life တို့အဲ့လိုမျိုး insurance company တွေနဲ့လည်းတို့ရောဒီ partner လိုမျိုးချိတ်ဆက်ထားပြီးတော့ကြတော့အာဒီอืมကိုနဲ့တင့်တော်မဲ့ကိုရဲ့ bank account ထဲမှာရှိတဲ့ငွေပမာဏနဲ့ဒီတင့်တော်မဲ့အာဒီ insurance အကို option ကိုသူက suggestion လုပ်ထားတာမျိုးဒီ app ထဲမှာရှိပါတယ်အဲဆိုတော့ကိုကကိုနဲ့ကိုက်ညီမဲ့ဟာကိုလိုချင်တဲ့ insurance ပေါ့နော်အဲ့ဒါလေးတွေတစ်ချက်သွား 派啊！ တော့ဖလို့ရပါတယ်ပြောကြတော့ကိုကမသိဘူးပေါ့နော်ကိုကဒီဘယ် insurance ဝယ်ရမယ်မှန်းမသိဘူးဘယ်ဟာကိုနဲ့ကိုက်ညီမယ်မှန်းကိုရဲ့ငွေပမာဏနဲ့ကိုက်ညီမယ်ပြီးတော့ကြတော့ကိုမှ financial background ပေါ့နော် မရှိဘူးဆိုလို့ရှိရင်ဒီအဲ့ဒီ insurance page မှာပဲအဲအောက်ဆုံးကိုသွားပြီးတော့သွားလိုက်တဲ့အခါမှာဆိုလို့ရှိရင် तू ကကိုအတွက်ဒီ wealth planning manager ပေါ့နော်ကိုရဲ့ bank account ထဲမှာရှိတဲ့ငွေပမာဏပေါ်မှာမူတည်ပြီးတော့ကိုဘာလုပ်လို့ရမလဲဆိုတဲ့အဥ္စာကို तो ူကဆွေးနွေးလို့ရတယ်ဒါ free ပေါ့နော် free အနေနဲ့ဆွေးနွေးလို့ရတယ် manager သူက assign လုပ်ထားပြီးသားဖြစ်ပါတယ်အဲဆိုတော့ကျတော့ဒီမှာဆိုလို့ရှိရင်ဒီဥမာဆိုလို့ရှိရင်ကျမအာကျမရဲ့ bank account မှာဆိုလို့ရှိရင်ဒီ what planning manager ကဒီတယောက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ PDB ရဲ့အကြောင်းမို့လို့ဒီမှာသူ့ရဲ့နာမည်အပြည့်စုံကိုမပြောအဒီမှာအာဖော်ပြမထားတော့ပါဘူးပြီးတော့သူ့သူ့ကိုဆက်သူ့ကိုဖုန်းဆက်လို့ရမယ်ဒီဖုန်းနံပါတ် တော့အဲ့လူရဲ့နာမည်ဒီ DBS staff ပဲပေါ့နော်ဝန်ထမ်းပဲအဲ့အဲ့ဒီလူရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုဒီကိုယ့်ရဲ့ app ထဲမှာတစ်ခါတည်းမြင်နိုင်ပါတယ်အဲ့မှာကိုကအချိန်ရလို့ကိုကခေါ်ခြင်းနဲ့ဆိုရှင်ခေါ်ပေါ့ဒါမှမဟုတ်ရှင်သူအာသူ့ကို request call ဆိုပြီးတော့သူ့ကိုခေါ်စီခြင်းနဲ့ဆိုလို့ရှင်လည်းအဲ့ဒါလေးကိုလှုပ်ထားလို့ရပါတယ်နောက်တစ်ခု ကောင်းတာဘာလဲဆိုလို့ရှင် ကိုကဒီ digiwords တို့တစ်ခုခုကိုယ့်ရဲ့ငွေပမာဏပုံမှာမူတည်ပြီးတော့ကွာ insurance တွေ retire investment တွေအဲ့လိုမျိုးစီးဝင်စားလို့သွားဖတ်နေ တယ်ဆိုလို့ရှင်ကိုကဖတ်တာနဲ့ဒီ DBS မှာသူ့ရဲ့ဒီ backend မှာပေါ့နော်အာ backend မှာသူတို့မှာ notification ရှိတဲ့သဘောရှိပါတယ်ဘာလို့လဲဆိုတော့အဲ့လိုတွေတွားကြည့်ရဆိုတာနဲ့ကိုက insurance ကိုစိတ်ဝင်စားနေလား investment ကိုစိတ်ဝင်စားနေလားဆိုတဲ့ဥစ္စာကို DBS ကသိပါတယ်အဲ့ဆိုလို့ရှင်ကိုကအဲ့လိုမျိုးတွားကြည့်ရဆိုလို့ရှင်ဟိုကိုရဲ့အာဒီ ဘန်မှာဖွင့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီနံပါတ်အဲဒါမှဒါမှမဟုတ်ရှင် email စီကိုဒီအာ DBS ကနေပြီးတော့မှအာဒီ map ဒီ planning manager ကနေပြီးတော့မှလှမ်းပြီးတော့ email ပို့တာဒါမှမဟုတ်ရှင် whatsapp message နဲ့ပေါ့နော်အဲ့လိုစိတ်ဝင်စားနေလားပေါ့နော်သူအကူညီလိုလားအာဘယ်လိုမျိုးသူအာ suggest လုပ်လို့ရတယ်အဲ့အဲ့လိုပုံစံဘယ်ရက်တည်းအားလဲအဲ့လိုမျိုးလဲကြောရက်တာရှိပါတယ်တကယ်လို့ကိုက agent အနေနဲ့ပေါ့နော်ကိုက insurance လည်းလုပ်ချင်တယ်အာ insurance ဝယ်ခြင်းနဲ့ဒါမှမဟုတ်လို့ရှိရင်ဒီ investment နဲ့လှုပ်ခြင်းနဲ့အဲ့လိုပုံစံမျိုးရှိရဆိုလို့ရှိရင်ဒီဖုန်းနံပါတ်အခုပြထားတဲ့ဖုန်းနံပါတ်နဲ့အဲဒီ staff ကိုခေါ်လိုက်လို့ရပါတယ်ဒီ worth the planning manager သူကကျွားထင်တာ rotate ပေါ့နော်အာတလနလလောက်အဲ့လိုနေပြီးတော့များသောအားဖြင့်3လလောက်ထိရှိရတဲ့အဆိုင်လုပ်ပြီးလို့ရှင်သူကအဲ့လိုတယောက်ပြီးတယောက် change နေတဲ့တာမျိုးရှိပါတယ် အဲ့ဆိုကွာဒီဒီနေရာမှာ update ပေါ့နော် update manager ရဲ့နာမည်ရှိပါတယ်အဲ့ဆိုလို့ရှင်ကွာဒီ manager ကိုလှမ်းပြီးတော့အာဒီ message ပို့တာမျိုးဒါမှမဟုတ်လို့ရှင် request a call ဆိုပြီးတော့ ကိုကိုဖုန်းခေါ်ဖို့အဲဒါလေးကိုနှိပ်လိုက်တာမျိုးအဲဒါဆိုလို့ရှိရင်သူကနေပြီးတော့မှကိုရဲ့ဘန်ထဲမှာရှိနေတဲ့ငွေပမာဏနဲ့ကိုက retirement အတွက် insurance လိုချင်တာလား health insurance လိုချင်တာလားစသဖြင့်ကိုလိုချင်တဲ့ဟာပေါ်မှာမူတည်ပြီးတော့သူကအာ free of charge ပေါ့နော် discussion လုပ်ပေးပါတယ်အဲသူတို့လုပ်ပေးတဲ့ဟာတခါအာပို့ပြီးတော့ကိုက financial background ကမဟုတ်ဘူးဆိုလို့ရှိရင်သူတို့ကဒီဘန်ကဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့လုပ်ပေးတဲ့ suggestion က ပို့ပြီးတော့อืมအာကောင်းတယ်လို့မြင်ပါတယ်ဗောနော်အဲအဲ့ဒါလေးအခုဒီဇင်ဘာရောက်တော့မယ်ဆိုတော့ကြတော့ဒီခီးသွားရာသီဗောနော်ဒီဇင်ဘာခီးသွားရာသီပြီးတော့ကြတော့ဒီ shopping ရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့အာ scan နေဗောနော် အဲ့အဲ့အဲ့မျိုးနောက်တစ်ခုက fraud တီးအဲ့အဲ့မျိုးပြီးတော့ငါလိုမျိုး DBS ကလိုမျိုးဟန်ဆောင်ပြီးတော့ message ပို့တာမျိုးနဲ့ကိုယ့်ရဲ့ဒီ bank transaction တွေဒါမှမဟုတ်ကိုယ့်ရဲ့ credit card debit card ကနေပြီးတော့မှဒီအာငွေပေါ့နော်ဒီဇင်မှာမှဆိုလို့ရှိရင်အများအပြားကြုံကြရပါတယ်ဒီငွေငွေတွေကိုယူသွားရမျိုးရှိပါတယ်အဲ့အာမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ဥမာ bank account ထဲမှာငွေပမာဏကနည်းနည်းများနေပြီဆိုလို့ရှိရင်ဥမာတစ်လစာနှစ်လစာသုံးစရိတ်လောက်ပဲထားပြီးတော့ ဂျန်နဲ့ငွေကိုဒီစကမ်မာတွေလက်ထက်ဘလို့မှထုတ်ယူလို့မရအောင်ဒီ Digivault ဆိုတဲ့သူတို့မှာ function ရှိပါတယ်အဲ့ Digivault နဲ့ပတ်သက်ပြီးတော့ now video မှာအာထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ် နောက်ပြီးတော့ဒီ channel မှာဆိုလို့ရှိရင်ဒီအဲဒီ Gazi ရဲ့ဒီ channel မှာဒီအင်္ဂလိပ်စာလေ့လာခြင်းတဲ့သူဟာပြီးတော့ဒီအဲစိတ်ရခွန်အားတွေရရှိဖို့ရအတွက်လည်းလိုချင်နေတဲ့သူမျိုးဆိုလို့ရှိရင်အခုပြထားတဲ့ဒီအာဒီ YouTube ဒီ channel လေးကိုတွားရောက်ပြီးတော့ကြည့်ရှုလိုကြတယ်ဆိုရဲဥစား group ကို recommend ပေးခြင်းပါတယ်ဒီ video ကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုဒီ video က မစ်ဆွေအတွက်သုံးဝင်နေဆိုလို့ရှိရင်အာဒီ channel ဒီ video ကို like share လုပ်ပြီးတော့ဒီ channel လေးကို subscribe လုပ်တော့ဖို့လေတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်